ာကြိုက်တယ်ကျွန်တော်တို့ကမတူတဲ့မျိုးတွေကိုသွားရတယ်လို့ပဲပေါ့နော်ပိတက်ကိုမှတ်မိပြီဆိုမှနောက်ပုံစံအောင်ဒါပေမဲ့အခုချိန်ထိမပြောင်းကြအောင်ကိုရီးယားတော့မဟုတ်ဆက်လာတဲ့ကတော့သုံးလေးရက်လောက်မတွေ့တဲ့အချိန်မှာမိဘတွေမပြောနဲ့ကိုရီးယားမှာသွားပြီလို့သုံးလေးနန်းတော့တကယ်ချင်းတယ်ပဲသူကငါးသားသူမိဘဆိုကြိုက်တတ်ပြတယ်မိဘတွေမှာအမြဲမှန်လေးရှိတဲ့ကိစ္စတခုကဘာလဲဆိုဒီလူနဲ့မပေါင်းနဲ့ဆိုရင်အဲ့ဒါသိကြရတယ်။တာသမီကိုချစ်တဲ့စိတ်နဲ့အလိုလိုသိနိုင်တဲ့ညံတခုပေါ့။ဟုတ်ကဲ့မင်္ဂလာပါ။ဇလန်းလေးကဒါ ြင်မှာကျွန်တော်ဖြစ်လေးဖြစ်တာရှိရဲ့ဇလန်းမျိုးလေးပေါ့နော်အခုဆိုမကြာခဏတွေ့ရတယ်မိန်ကလေးတွေပျောက်ပျောက်နေတယ်ဆိုတဲ့သတင်းလေးလေအဲတရားလေးတွေလည်းအခြေခံရိုက်ထားတယ်ပြီးတော့ကိုပါရတဲ့အခန်းကဏ္ဍကလည်းအာဇလန်းမှာအရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တဲ့အတွက်လည်းခံရတယ်ဖိုက်တာလေးကတူရဲ့ဟုတ်ကဲ့အကိုကိုရန်လည်းအဲ့လို suspend နေအဲ့လို prime နေဆိုသဘောကျတယ်အာပြီးတော့ကိုလောရတဲ့ character လည်းကိုတက် challenge တစ်ခုဖြစ်မယ်လို့ထင်တယ်ကျွန်တော်ရှေ့မှာက soft lane မှာတော့တစ်ခါလောက်ခုရယ်တစ်ခါရိုက်ခဲ့ခုရယ်ပေါ့နော် night night war ဆိုတဲ့အတိုင်းတာမှာလောက်ခဲ့တဲ့အတိုင်းတာက အများကြီးမဟုတ်ဘူးလေအခုကစီးပီးတစ်ခုလုံးဆိုတော့ပြီးတော့ပြင်မာနေတဲ့ကျွန်တော်ရဲ့နေထိုင်မှုနဲ့အရန်กว่าတဲ့ဇယောတစ်ခုဆိုတော့အဲ့ဒါလည်းကိုယ်တော် challenge ခုဖြစ်မယ်ကျွန်တော်လက်ခံတယ်အဲ့ဒါရှေ့မှာက short film တကားပဲရိုက်ဘူးလားအာအရာရှိရတော့ကျွန်တော်ရှေ့မှာ meet up မှာရိုက်ခဲ့ဘူးရယ်ပေါ့နော် meet up ဆိုလဲတကယ်ကိုကျွန်တော်တို့ video တကားစာဆိုမဲ့ဒါဂုံပြူဇလန်းဆိုတော့လေကျွန်တော်တို့အာဇီးပင်ကြီးတွားရရတယ်ဇီးပင်ကြီးမှာကျွန်တော်၃ရက်လောက်နေပြီးရိုက်ခဲ့ရတာလေးကတကယ်တမ်းပြတဲ့အချိန်မှာတချင်းတစ်ပုဒ်စာပဲရှိရယ် အဲ့အဲ့ဒီ drug ကိုပဲတီးတန့်နေအဲ့လိုသွားရိုက်ကြတာတကယ်အဲ့ဒီကျိုးတွေနဲ့နောက်ပြန်ရင်ဈေးဆင်းပြီးတော့လေကျိုးတွေကလည်းအထုံးနေတယ်အာအမအဲ့လိုတွေရိုက်ခဲ့ရတာပေါ့နော်အဲ့လိုအရန်ပဲချိန်ပဲပြန်စဉ်းစားစဉ်းစားအမှတ်တရဖြစ်တယ်ပေါ့နော်ဒီကားလေးကကျွန်တော်တို့အမှတ်တရဖြစ်မှာစဉ်း face လည်းဒါတော့မပြောပါပါဘူးဒါဟိုကိုယ့်ရဲ့ဇက်ကောင်အတွက်ဆိုရင်ဒါလောက်ရမှာပေါ့နော်ရှေ့မှာဆိုလည်းအဲ့လိုလောက်ခဲ့ရတာရှိတယ် black academy တော့ဆိုလို့ရှိရင်လည်းကျွန်တော် weight တွေအရန်ချပလိုက်တယ်အခုလည်း weight တွေပြန်ချထားတယ်ကျွန်တော်လေဘာလို့လဲဆိုတော့အာလူကအရန်ဝသွားရင်နေလို့လည်းမကောင်းဘူးကိုယ့်ကိုယုံကြည်မှုလည်းမရှိဘူး တရုတ်ဆောင်ရတဲ့အခါမှာငါဘိုက်ကိုငါဘာနဲ့ကာရမလဲဆိုတော့အရင်ပြပြကြည့်နေရတာအဆင်မပြေဘူးအလိုပါပဲပြောကြတာပဲတူရင်တော့တူတာနဲ့လိုက်တယ်ရှင်ရင်တော့ရှင်တာနဲ့လိုက်တယ်ပြောကြတာလိုက်တယ်လို့ပြောကြတာပဲပေါ့နော်ကိုယ့်ကိုယ်လည်းယုံကြည်မှုရှိပါလုတ်တယ်ကျွန်တော်အဲ့လိုလုံလုံခက်တယ်တခါတော့အဲ့လိုလေအဲဒီကျွန်တော်ဆက်ဆက်အနုပညာလောကတော့စဝင်တာဓမ္မဥလာသားနဲ့ဟိုဓမ္မဥလာသားနဲ့ပြီးရဲ့အချိန်မှာအဲ့လိုအရင်ဆန့်ကျင်ဘက်ဖြစ်တဲ့အရာတခုကိုသွားကျင်တာသွားကျင်တဲ့အချိန်ကျဘလူကလှုပ်လိုက်လဲဆိုတော့ကျူးပြင့်ချီရဲ့ဘာနာတီမှာဝတ္ထုထဲမှာမပါတဲ့ဇက်ကောင်တခုကို request လုပ်ပြီးထည့်ခိုင်းပေးရ ဒီချဲတို့ဒီချဲတော်မြင့်ခိုင်အောင်တအားလို့အဲ့လိုဇက်ရုပ်လေးထည့်ပေးပါလို့အဲ့လို challenge ဖြစ်တာမျိုးပေါ့နော်အဲ့ကြဘာဖြစ်လာလဲဆိုတော့ကြာတာကြာတာများတဲ့ခေတ်မှာမမှတ်မိဘူးကိုကားလည်းကြည့်ဘူးတယ်ဒီကားလည်းကြည့်ဘူးတယ်ကိုမမှတ်မိဘူးဖြစ်ကြတာပေါ့နော်အဲကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ဒါကဇက်ရုပ်မျိုးစုံလိုက်ပြောင်းနေတာကောင်းတယ်ပေါ့မကောင်းတဲ့ဘက်ကပြန်ကြည့်မယ်ဆိုရင်တကားနဲ့တကားကိုသိတော့သိတယ်လူနဲ့နာမည်နဲ့ပုံစံနဲ့ကမတွဲမိဘူးဘာလို့လဲဆိုတော့အရင်တုန်းကဆိုလို့ရှိရင်တေးဥဆောင်တွေကအဓိကမင်းသားတွေကဆိုလို့ရှိရင် အဲ့လိုသပင်းပုံစံတစ်မျိုးလေးပဲထားကြတယ်။ဟိုမှာကျွန်တော်ကိုရန်လေးဆိုကိုရန်လေးသပင်း K အဲကိုသားလေးဆိုဒွေး K အဲ့လိုစသဖြင့်ပုံစံတစ်မျိုးနဲ့ပရိသတ်ကိုမှတ်မိပြီဆိုမှနောက်ပုံစံအောင်ဒါပေမဲ့အခုချိန်ထိမပြောင်းကြအောင်အဲ့ပုံစံပဲထားကြရတယ်ပေါ့နော်။ကိုရီးယားတော့မဟုတ်ဆလာတဲ့ကတော့နောက်ကကြတော့ဟိုငြိမ်မမီတဲ့အာဇက်ကောင်လုပ်တယ်။ဟာပြီးတော့နောက်တစ်မျိုးလုပ်တယ်။အဲ့လိုမျိုးလိုက်ပြောင်းနေရတာပေါ့နော်။ တာဆိုလိုရတာကြိုက်တယ်ကျွန်တော်တို့ကမတူတဲ့မျိုးတွေကိုသွားရတယ်လို့ပဲပေါ့နော်အဲအဲ့လိုမျိုးလုံနေရတာကြိုက်လိုင်းပေါ်မှာတွေ့တာမဟုတ်ဘူးကို့မှာရင်းနှီးတဲ့ထဲကပျောက်လို့ဟိုမှာ post server တန်းကောက်တင်လိုက်ရသေးတယ်ပြန်တွေ့တယ်ဟိုမှာဆရာမကြီးကမလုပ်တာလဲဆိုတော့မင်းမြုပ်သွားတယ်မင်းမြုပ်ပါသွားတာတဲ့မင်းမြုပ်ပါသွားသူကလမ်းထိပ်တောင်တိတ်ထွက်တဲ့လူသားမျိုးမဟုတ်ဘူးအမို့ပူလဲစိတ်ပူကြတာလမ်းထိပ်လောက်တောင်သွားတဲ့လူမဟုတ်ကလူကဖုန်းကြီးဆက်ပိတ်ပြီးမင်းမြုပ်ပါသွားတာဘယ်သူနဲ့ပါသွားအောင်ဆိုတော့တငယ်ချင်းနဲ့တဲ့မတွေ့တာဟိုတုံးတုံးလေးနဲ့တော့တငယ်ချင်းနဲ့ အဲ line ပေါ်မှာအသက်တွေရပြီး line facebook လဲတော့တိတ်တုံတာမဟုတ်ဘူး။အော် tiktok ပါညာနဲ့အဲ့ဒီကနေချိတ်ဆက်ပြီးတော့အပါချသွား။ဒီနေ့ကစူတာ။တို့ငါးသားနုမိဘဆိုရိုက်တက်ပြတယ်လို့။မိဘတွေကအရန်စိတ်ပူတာလေ။တုံးလေးရက်လောက်မတွေ့တဲ့အချိန်မှာမိဘတွေမပြောနဲ့ကိုယ်တော်မှသွားပြီလို့။ဟောလို့တော့အကောင့်တိုင်းပြန်တွေ့ဖို့မလွယ်တော့ဘူးလို့တုံးလေးရက်လောက်ဆိုတဲ့အတိုင်းသာ။မိဘတွေဆိုဟိုယူမှာပြန်တွေ့ရင်ဒါရာဂိုင်းတော့အဖျင်မကောင်းတော့ဘူး။ဒါတော်တော်ကံကောင်းတာ။ တော်ကံကောင်းတယ်လို့ပြောရမယ်အဓိကကတော့စိတ်မကောင်းဘောเนาะစိတ်မကောင်းမှုဆိုတော့ဟိုလူငယ်တွေကမလွတ်တော့လဲမလွတ်လို့ဘောเนาะမိဘတွေကထိန်ချုပ်တဲ့အရာတွေပေါ်မှာလဲလူငယ်တွေကအပြစ်မြင်ကြရတယ်လွတ်တဲ့အတိုင်းတာပေါ်မှာလဲအလွဲသုံးစားလုပ်ကြရတယ်ဘောเนาะအာကိုကိုရန်လည်းအခုအသက်အရွယ်တွေတခုရောက်လာတယ်ကလေးတွေပြန်စူရတဲ့အရွယ်ရောက်လာတာဘောเนาะအဲ့တော့ပြောရတယ်အမြဲတမ်းမိဘတွေကတစ်ခါတည်းမှာဟိုမိဘတွေကလွဲရင်လွဲလိမ့်မယ်လူကြီးနဲ့လူငယ်မှာလွဲရင်လွဲလိမ့်မယ်ဒါပေမဲ့ မိဘတွေမှာအမြဲမှန်လေးရှိတဲ့ကိစ္စတခုကဘာလဲဆိုဒီလူနဲ့မပေါင်းနဲ့ဆိုရင်အဲ့ဒါသိကြရတယ်မိဘတွေရမှာလေမိဘတွေမှာဟိုတာသမီကိုချစ်တဲ့စိတ်နဲ့အလိုလိုသိနိုင်တဲ့ဉာဏ်တခုပေါ့အဲ့လိုအပေါင်းသင်းတဲ့ပတ်သက်မိဘတွေကအာကြိုပြီးမြင်တတ်ကြရတယ်ပေါ့နော်အားလေးမိဘတွေကအရင်အပြစ်မမြင်ဘဲနဲ့ပြောရဲစကားနားထောင်မှပြီးရင်ခုနပြောလို့ပေါ့ကိုယ့်တဲ့အန်တီဖြစ်မဲ့လူလားမဖြစ်မဲ့လူလားတေချာလေးဟိုဟာဖြစ်ပြီးမှပေါင်းသင်းတာမျိုးလုပ်တယ်မှာ